ဒီကောင်လေးကအတီးကိုယူပြီးတော့အရသာခံတော့မလို့ပြင်နေတဲ့အချိန်မှာပဲအမြင်ဆူရှားတဲ့အကြီးငယ်တယောက်ကသူ့ကိုချက်ချင်းတားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ရှောင်းဦးကတာမန်အရသာတူဦးပဲဖြစ်တာကြောင့်မြေပြင်ပေါ်ကပုတ်နေတဲ့အတီးကိုပဲစားထိုက်တာပါ။ဒီကောင်မွန်တဲ့အတီးကိုတော့မြင်းမြတ်တဲ့ငှက်မျိုးနွယ်တွေသာစားထိုက်တာပါ။ငှက်တွေဟာလာစဉ်လာတိုင်းတီးနဲ့ရိတ်သိမ်းမှုလာလိရှိကြပြီးဒီနေ့ကသူတို့တီးနဲ့လာရိတ်သိမ်းမယ်နေပါ။ကင်းသမားကဝီစီမုန်လိုက်တာနဲ့ရွာသားတွေကသူတို့ခူထားတဲ့အတီတွေကိုလာပုံပြီးတော့အရှင်မင်းကြီးစီကိုစက္ကတ်ကြပြီ ကောင်းကင်ဘုံကိုတက်လှမ်းနိုင်မယ့်အခွင့်အရေးနဲ့လဲလှယ်ကြပါရစေ။ဒီလိုအခွင့်အရေးမျိုးကရှောင်းဦးကလွယ်ပြီးလူတိုင်းမှာရှိပါရစေ။ဘာလို့လဲဆိုတော့သူကလက်မရှိတဲ့မတန်ဆွမ်းလေးဖြစ်နေလို့ပါပဲ။ဒီလိုလူမျိုးကကောင်းကင်ဘုံတက်လို့မရပါဘူး။ဒါပေမဲ့ရှောင်းဦးကတော့မယုံပါဘူး။ငှက်ကြီးကအိတ်တလုံးကိုအကြီးကဲလက်ထဲထည့်ပေးလိုက်ပြီးအဲ့ဒီအထဲမှာတော့သူတို့အားလုံးကောင်းကင်ဘုံကိုတက်လှမ်းဖို့အတွက်လိုအပ်တဲ့တောင်းပန်တစ်စုံပါဝင်နေပါရစေ။ တီတောင်မန်သာရှိနေရင်သူတို့ကောင်းကင်ဘုံဘောကိုပြန်တက်နိုင်ပါပြီဒါပေမဲ့အတောင်မန်ကတစုံပဲရှိပါတယ်အားလုံးစိတ်လို့ရှားနေကြတဲ့အချိန်မှာပဲမြို့နယ်စုကောင်းဆောင်ကရှောင်းဦးကိုမတွေ့တော့တာသိသွားပါတယ်လက်ဆက်တက်တော့သူကတခြားသူတွေသတိမထားမိကြတဲ့အချိန်မှာပဲအတီအိတ်တဲတိတ်တိတ်လေးဝင်ပြီးလိုက်သွားတာပါဒါကတော့သူစဉ်းစားမိတယ်ကောင်းကင်ဘုံဘောရောက်နိုင်မယ့်တခုတည်းသောနီလန်မှာကောင်းကင်ဘုံနဲ့တဖြည်းဖြည်းပူပူနီလာတာကိုအိတ်ထဲကနေသူမြင်နေရတော့ကောင်းကင်ဘုံရဲ့ပုံစံကိုစိတ်ထဲမှာစိတ်ကူးရင်နေမိပါတယ် ူးစိတ်ကူတွေကကောင်းခင်ဘုံကတေချာပေါက်မြခင်ပြင်းကြီးနဲ့ပြည်နေပြီးအသက်ရှင်လျက်ရှိနေသေးတယ်။သူ့ရဲ့အမျိုးနယ်တွေကိုလည်းတွေ့နိုင်မယ်။သူ့ရဲ့အဖေနဲ့အမေကိုတော့တွေ့နိုင်လိမ့်မယ်လို့သူထင်နေကြတာပါ။သူလိုချင်နေတဲ့တငယ်ချင်းကောင်းတွေလည်းရနိုင်လိမ့်မယ်လို့ထင်နေကြပါတယ်။စိတ်ကူးရင်နေရင်နဲ့ပဲကောင်းခင်ဘုံကိုရောက်လာခဲ့ပါပြီ။သူအိတ်ထဲကနေထွက်လာပြီးအပြင်ကိုကြည့်ကြည့်လိုက်တော့ကောင်းခင်ဘုံဟာသူထင်ထားသလိုမဟုတ်ပဲခန္ဓာရတစ်ခုလိုခြောက်သွေ့နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းခင်ဘုံကိုတက်ခွင့်ရခဲ့တဲ့မျိုးနွယ်တူကောင်းလေးတယောက်ဟာတောင်ပံတစုံကိုတက်စင်ကပြန်တိုင်ရင်ကောင်းကင်ဘုံကိုရောက်လာခဲ့ပါတယ်။ သူဟာလဲကျသွားရမှာပြန်ထားလိုက်တဲ့အချိန်မှာပဲမြားဒစင်ဟာသူ့ရဲ့ကောင်းတဲ့တဲ့ကိုမှန်သွားခဲ့ပါတယ်။သူကိုတက်လိုက်တဲ့သူကလည်းအရှိမရှိတဲ့ငှက်မျိုးနယ်ပဲဖြစ်ပါတယ်။သူကရွာသားရဲ့ကိုဘော်ကတောင်ပန်ကိုယူလိုက်ပြီးအိတ်ထဲမှာပြန်ထည့်ထားလိုက်ပြီးတော့နောက်တစ်ကြိမ်အပေးယူပြန်လုပ်ဖို့အတွက်တင်ထားပါတယ်။လက်ဆက်သက်တော့ဒီငှက်မျိုးနယ်ဟာရွာသားတွေကိုလှည့်စားပြီးတော့အပေးယူလုံနေကြတာပါ။အောင်မချန်ခဲ့တဲ့ရွာသားတွေကတော့ဘာမှမသိဘဲရခင်အတိုင်းတီးနှံတွေခူးဆိုကြဖို့ပဲပြင်ဆင်နေကြပါဗါးအတီးနှံကောင်တွေကိုတကြိုက်တောင်မမီရကြပဲသူတို့ကိုတမင်ခင်မျိုးနယ်တွေစီပေးပေးနေခဲ့ကြပြီးတော့ ကိုယ့်ရဲ့အတက်ကိုရန်သူလက်ထဲအနှံ့နေကြတာကိုတော့မသိကြပါဘူးဒီအချိန်မှာမှတ်မျိုးတွေကတော့ရွာသားတွေခုဆွထားတဲ့အတီတွေကိုစားနေရင်းနဲ့တစ်ဖက်မှာလည်းရွာသားတွေကိုတတ်ဖို့မြားကျုံကိုပြုလုပ်နေခဲ့ပါတယ်ဒါရီအလုံးကိုအိတ်ထဲမှာပုံနေတဲ့ရှောင်းဟိုးကမြင်သွားပြီးတော့တေချာပေါ်လက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာငှမျိုးနဲ့ကြီးအိပ်ပျော်နေတဲ့အချိန်မှာသူ့ရဲ့မြားတံကိုတိတ်တိတ်လေးခိုးသွားခဲ့ပါတယ်။နောက်တနေ့ငှက်ကြီးနိုးလာတဲ့အချိန်မှာတော့သူ့ရဲ့မြားတံကိုမတွေ့တော့ဘဲအသီးတွေလည်းပြန့်ကျဲနေတာမြင်လို့သူလည်းကူပြင်းထွက်ပြီးတော့လိုက်ရှာကြည့်ပါတော့တယ်။ သူရဲ့ဂုံဒီရိတ်ကိုတွေ့သွားပြီးမာဘီကြည်လိုက်တော့ဒါဟာထောင်ချောင်းတစ်ခုဖြစ်နေခဲ့ပါလေဒီအချိန်မှာပဲရှောင်းဦးဟာမြားတန်တဲ့ငှက်ကြီးကိုပြလိုက်ပါတော့တယ်ငှက်ကြီးလည်းများမှန်ပြီးတော့ပြုတ်ကျသွားပါတော့တယ်ငှက်ကြီးတည်သွားတာကိုမြင်တော့ရွာသားတွေကကောင်းကင်ဘုံမှာရှောင်းဦးတယောက်ဘာတွေလုံးနေတာလဲဆိုတော့သိကျင်နေကြပါတယ်သူတို့စိတ်ပူနေကြတဲ့အချိန်မှာပဲရှောင်းဦးဟာကောင်းကင်ဘုံကနေပြန်တမ်းပြီးဆင်းလာခဲ့ပါတယ်သူကကောင်းကင်ဘုံမှာဖြစ်ပျက်ခဲ့တဲ့များအရာအလုံးကိုရွာသားတွေကိုပြောပြခဲ့ပါတယ်ဒါပေမဲ့ရွာသားတွေကသူ့စကားကိုမယုံကြပါဘူး သူတို့ဟာရှောင်းဦးရဲ့တာမန်တွေကိုလူပြီးကောင်းကင်ဘုံပေါ်တက်သွားကြတာကြောင့်ရှောင်းဦးတယောက်တည်းမြေပြင်ပေါ်မှာကျန်ခဲ့ပါတယ်။ရှောင်းဦးလည်းဂယူးဆိုင်မနေတော့ပါဘူး။ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီနေရာကတံမိုးထားစရာနေရာတစ်ခုမဟုတ်မှန်းသူသိသွားလို့ပါ။